ပိင်းနဲ့ဘလောက်စားစားမဝဘူးချွေးစည်းတွေပြန်နေတယ်တခါတလေမျိုးလုံးဖြူထွက်လာတယ်ဇပင်းနေကျွတ်တယ်နှလုံးခုန်နှုံမြန်နေစိတ်စောတယ်စိတ်ပူတယ်တစ်ချိန်လုံးစိတ်ကစောနေတယ်နော်ဟိုက်ပိုကြတော့ဗျောင်းမြန်ဟိုက်ပိုမှာဆိုရင်အရင်ဆုံးဘလို့ဖြစ်လာလဲဇပင်းနေကကြမ်းထော်လာတယ်အစတော့ကဇပင်းကနုနုလေးဇပင်းနေကြမ်းတက်လာတယ်ကျွတ်ချင်လဲကျွတ်မယ်နောက်ပြီးတော့ တခါတလေလဲသူကလေ hypothyroid encephalopathy ဆိုတာရှိတယ် hypothyroid hormone ဒီ hormone နေနေသွားတဲ့အခါမှာအုံနှောက်ကိုဥပတ်ပြီးတယ်ဒီလူတွေက တခါလာကြလို့ရှိရင်ဟိုကိုကိုကိုဘယ်သူမှမအောင်မသိတော့ဘူးเนาะ confuse ဖြစ်နေတယ်ဘယ်ရောက်နေမှလည်းမသိဘူးအချိန်လည်းမသိဘူးသူတို့ကိုများသောအားဖြင့်လူတွေက စိတ်ယောဂါရှိတယ်ဆိုပြီးတော့စိတ်ယောဂါဆရာဝန်နဲ့ပြကြတယ်စိတ်ယောဂါဆေးတွေတောက်ကြတယ်မတက်တာတဲ့အခါမှာစိတ်ယောဂါဆေးယုံတွေကိုရောက်ပုံကြတယ်နော်အခုလောလောဆယ်ဆယ်အရန်နာမည်ကြီးတဲ့ဆရာတော်ကြီးတပါအရန်ကိုနာမည်ကြီးတာဖြစ်နေတယ် စင်ကာပူမှာလည်းသွားပြီးပြီယိုရီးယားမှာလည်းသွားပြီးပြီသူကိုပြောတယ်ယောဂါကတိတ်ကျွန်းနေပြီကုလို့မရတော့ဘူးသူက အမတန်တော်တဲ့စားချစီရဟိုကြီးတစ်ပါးဖြစ်ပါတယ်ဟိုပါဘောနော်သူကလည်းအဲ့လိုဘာမှတိတ်မမှတ်မိတော့ဘူးမိကုမင်းရင်လည်းမဖြေနိုင်တော့ဘူးဒါနဲ့ပဲမြမပြည်ကိုရောက်တဲ့အခါမှာကျမတို့နိုင်ငံခြားသွားစီရမလိုပဲနဲ့ နီနီတခွဲကမ်းမှာဖောက်ကြည့်လိုက်ပါတယ်ဟိုက်ပိုသိုက်ရိုက်ဖြစ်နေပါတယ်နော်အဲ့ဒါဒါပဲဒါကြောင့်မလို့ဟိုက်ပိုသိုက်ရိုက်ကအသွင်အမျိုးမျိုးနဲ့လာတတ်တယ်နော်သူကိုကဘာဖြစ်နေမှမသိရင်အဲ့လိုပဲရောင်လေရောင်လေနဲ့ဟိုဆရာဝန်ပြောင်းဒီဆရာဝန်ပြောင်းနောက်ဆုံးကြတော့တက်လည်းမတက်တော့နော်အဲ့ဒီတော့ဒီအေးပြားမှာဆိုလေသူက အရေးပြားယောဂာမျိုးစုံဖြစ်တယ်။နော်ဝဲနှင်းကူဖြစ်မယ်။တခါတာကြာရင်လည်းဝက်ချံနေအများကြီးပေါက်မယ်။အစုံမဲအစုံမဲ။နော်ခန္ဓာကိုယ်ပူချိန်ကကြာနေတော့တစ်ချိန်လုံးချမ်းနေတယ်။သူများတွေချွေးတွေပြန်ပြီးအိုက်နေတဲ့အချိန်မှာ ကိုယ်ကဆွဲတဲ့၃လေးတက်ဝတ်ထားရမယ်။တချို့တွေဆိုရင် ချမ်းလွန်အားကြီးလို့ရေတော့မချိုးတဲ့လူတွေရှိတယ်။နော်။ သူတို့ကပြောတယ်ဘာပြောလဲရေချိုးဘာလဲရေမချိုးလို့တည်တဲ့လူမရှိဘူးတဲ့ရေချိုးပြီးတည်သွားတဲ့လူတွေအများရေချိုးတာနဲ့မဆိုင်ဘူးနော်အဲ့ဒီရေကိုသွားသွားပြီးတော့ဟိုဟာမပြောနေကြနဲ့နော်ရေချိုးတာနဲ့ဘာမှမဆိုင်ဘူးဆရာမဆိုညတကောင်လဲချိုးတယ်ညတကောင်လဲကောင်းလျှော်တယ်ဘာမှတော့မဖြစ်သေးဘူးပေါ့နော်အဲ့ဒါဖြစ်တော့လေအတိတာကြီးပေါ့အဲ့ဒါ နောက်တော့ဝန်းအယမ်းချုပ်တယ်အခုလူတော်တော်များများကအယမ်းကိုဝန်းချုပ်တာဝန်းကလေဝန်းသွားတယ်ဆိုတာပါလေဝန်းသွားတယ်ဆိုတာကခန္ဓာကိုယ်တွင်းမှာရှိတဲ့အစိတ်တွေကို ထုတ်ပစ်တာနော်အင်္ဂလိပ်လို detoxification ခန္ဓာကိုယ်ရဲ့ကအစိတ်တွေကိုထုတ်ပစ်တာ အဲ့တော့ဝမ်းမှန်မှန်ကသွားကိုသွားရမယ်နေ့စဉ်သွားစရာလိုသလားလိုကိုလိုတယ်တခါသွားကျမတို့ကတနေ့လုံးစားနေတာလေမျက်စိနှလုံးမိုးလင်းမျက်စိနှလုံးပွင့်နေရစစားတာအဲ့ရဝင်တဲ့အချိန်အထိပဲလေအဲ့တော့စားပဲစားတယ်မထုတ်လို့ပဲဖြစ်မယ်တခါသွားရင်တော့မလုံလောက်ဘူး actually နှစ်ခါသုံးခါသွားပိုကောင်းတယ်သွားရင်ဝန်တာမှာဝန်သွားရင်ဩငါအစိတ်တွေထုတ်နေပြီအစိတ်တွေထုတ်နေပြီဝန်တာ နော်ဒါပေမဲ့များသောအားဖြင့်ဝန်းချုပ်ကြတယ်ဝန်းချုပ်တင်ဘာဖြစ်တယ်လဲဒီခန္ဓာဒီဥမကြီးထဲမှာရှိတဲ့ဝမ်းနေရနော်အစိတ်တွေက portal circulation နဲ့အသေးတွေကိုပြန်ရောက်တယ်နော်နောက်ပြီးတော့အဲ့ဒီမှာဝန်းကချုပ်နေရင်အဲ့ဒီမှာထိုင်နေရင်ရေတွေကိုခန္ဓာကိုယ်ကပြန်ဆုပ်ယူသွားတဲ့အခါမှာ ဝုန်းကတအားမာသွားတယ်နော်တချို့တွေဆိုရင်ညစ်တောင်မညစ်ချနိုင်ဘူးအဲ့လောက်ထိဆိုးတယ်နော်အဲ့ဒါဒီ hypothyroid ကလည်းဟိုကျွန်မပြောသလိုပေါ့နော်အကြောင်းတွေကတော့အမျိုးမျိုးရှိတယ် hypothyroid ကအဓိကအကြောင်းတစ်ခုနော်ဖြစ်ပါတယ်နောက်ပြီးတော့သူကဒီစပင်းနေကျွတ်မယ်နောက်လက်သေးတွေခြေသေးတွေနေရင်ထိုင်ရင်တချို့တွေမဲကုန်တယ်နော် လက်သေးကဘာဖြစ်လို့မဲရမှာလဲလက်သေးအရောင်ကအမဲရောင်မှာမဟုတ်တာဟုတ်တယ်မလားအဲ့ဒါ circulation နေတိတ်မကောင်းတော့ဘူး hypothyroid ကို treat လုပ်လိုက်ရင်အဲ့ဒီမဲနေတဲ့လက်သေးခြေသေးတွေကပြန်ပြီးတော့ပန်းရောင်လေးတွေဖြစ်လာတယ်နော်လက်သေးခြေသေးတွေအဲ့လိုဖြစ်တယ်နောက်ပြီးတော့အိရာထရင်လေသူကမလန်းပေါ့နော်တညာလုံးကောင်းကောင်းအိရာပြီးမဲ့လို့မနေ့မိုးလင်းလာရင် နွမ်းလျာနေတယ်เนาะမထကျင်ဘူးပေါ့เนาะအဲ့လိုဖြစ်တယ်နောက်ပြီးတော့အိရင်လည်းအရန်ဟောက်တာပဲအိရင်ဟောက်တတ်တဲ့လူတွေရှိလားသတိထားเนาะအဲ့ဒါပြောပြတာနောက်တချို့တွေကြတော့လေ sleep apnea လို့ခေါ်တယ်အိမ်နေရင်အသက်ရှူရရက်သွားတာအဲ့ဒီလူတွေကြတော့ဆက်တက်ပြီးတော့အိရတယ်เนาะအမှန်ကအဓိကအကြောင်းကြီးကိုဖယ်လိုက်ရင် ဒီပြဿနာတွေကဖြေရှင်းသွားမှာဖြစ်ပါတယ်အဲ့ဒါကလည်းလေအခုကကလေးတွေလည်းပါနေတယ်ဒီမှာအဘိဓမ္မာမတင်ရသေးတဲ့လူတွေလည်းရှိတော့မြတ်စွာဘုရား ဟောထားတဲ့အဘိဓမ္မာတွေနဲ့ရှင်းရင် အဖြေကအကုန်လုံးထွက်ပြီးသားဒါကြောင့်မလို့ကျမကလေဟုတ်ပါတယ်ဟိုဆရာဟိုစာအုပ်ကပြောလိုက်ဒီစာအုပ်ကပြောလိုက်နော်ဟိုတယောက်နဲ့တယောက်ကလည်းတခါတာကြလို့ရှိရင်ဟိုအယူအဆတွေကလည်းမတူကြဘူး အဲ့ဒီလိုဖြစ်တဲ့အခါမှာဂျမကအမြဲလိုလိုအဘိဓမ္မာတိကာကျော်ဝိသုဒ္ဓိမဲ့နဲ့အမြဲအမြဲသွားပြန်ပြီးထောက်ချလိုက်တယ်လုံးဝမမှားနိုင်ဘူးအဲ့ဒီတော့ဂျမတို့ဒီဂျေဇုရောရှင်မြတ်စွာဘုရားနော်ရုပ်ပိုင်းမှာဟောတာဒီကိုတည်တည်ချာချာနားလည်မယ်ဆိုရင်ယောဂတော်တော်များများရဲ့အဖြေကိုတန်ငယ်နေရှင်းလိုက်လို့ရတယ် အဲ့ဒီတော့စဉ်းစားကြည့်လေကျမတို့ဟာဗုဒ္ဓဘာသာဝင်နေဖြစ်တယ်ဗုဒ္ဓဘာသာဝင်ဆိုတာဘာလဲဗုဒ္ဓဘာသာဆိုတာဗုဒ္ဓရဲ့အဆုံးအမဗုဒ္ဓဘာသာဝင်ဆိုတာဗုဒ္ဓရဲ့အဆုံးအမတွေကိုယုံကြည်သက်ဝင်ပြီးတော့လိုက်နာနေသောသူများအဲ့ဒီတော့ဗုဒ္ဓဟောထားတာတွေကို ကျမတို့ကမလိုက်နာသင့်ဘူးလား လိုက်နာသင်းတယ်နော်လိုက်နာသင်းရင်ချမ်းသာရာရမယ်နော်အဲ့တော့ဒီအခုကလက္ခဏာတွေလည်းပြောပြီးပြီအဲ့တော့ဘယ်လိုကုကြမလဲဘယ်လိုကုကြမလဲဆိုတာအဖြေရှာရမယ်ကိုကဘာကြောင့် hypothyroid ဖြစ်ရတာလဲဟုတ်တယ်မလားအကြောင်းနေရာစောစောကလေးကြောင်းလေပြောထားတယ်ဂုံချမ်းနေနေလို့လားဟုတ်တယ်မလား ကုံပြန်းနေနေဆိုရင်ကုံပြန်းဖြစ်လိုက်ကုဘော်လောင်ဘက်တင်နေနေလို့လားခန္ဓာကိုယ်ကြီးကဖြည့်စည်းခံရလို့လားအသေးတွေကအားမရှိလို့လားနော်ကြောက်ကတ်ကအားမရှိလို့လားစသည်ဖြင့်ပေါ့လေဒီ auto immune ကြောင့်လားညာတော့အားဖြင့်ကျမတို့တိုင်းပြည်မှာအခုဟာကဒီကုံကြမ်းနေလို့လေဖြစ်တယ်အကြောင်းမျိုးမျိုးပေါ့နော် ဒီအသေးမကောင်းလို့ကြောက်ကမကောင်းလို့အမျိုးမျိုးပဲအဲ့ဒီတော့ကိုတက်နိုင်သမျှလိုက်ပြီးတော့ပိတ်ထားရမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီဆေးတောက်မယ်များသောအားဖြင့် hypothyroid ဖြစ်ရင် thyroid ဆေးနဲ့ပြန်ပြီးဖြည့်ကြရတယ်ဖြည့်တဲ့အခါမှာ ပြဿနာကဒီလိုရှိတယ်ကျမတို့တိုင်းပြည်မှာဝယ်လို့ရတဲ့ဓာတု thyroid ဆေးက T4 အင်္ဂလိပ်လို Ltroxin thyroxin synthroid အဲ့ဒါက T4 T4 ဆိုတာကလစီထဲမှာအလုံးမလုံးနိုင်ဘူးခန္ဓာကိုယ်ထဲမှာပြန်ပြီးတော့ကလစီထဲမှာအလုံးလုံးနိုင်တဲ့ T3 ကိုပြန်ပြောင်းရတယ်နော်ကျမပြောတယ်ကျမတို့တိုင်းပြည်ကလူတွေကအသေးယောဂါတွေလည်းများတယ်အဆုတ်ယောဂါတွေလည်းများတယ် on top of that ဒီထဲမှာအရက်ဒီအရန်တောက်တယ်ဆိုရင်လေအသေးယောဂအသေးစီဖုံးတဲ့ယောဂအသေးကျမတို့တိုင်းပြည်မှာအသေးယောဂတွေရမ်းများတယ်ဒါကြောင့်မို့လို့ကျမတွေးရတဲ့လောက် T4 တောက်နေတဲ့လူတွေဟာဒီ hypothyroid ပြဿနာကို ဖြေရှင်းဖို့အတော်လေးခက်ကြတယ်။ဘာကြောင့်လဲဆိုတော့သူတို့က T4 တောက်နေတဲ့အခါမှာသွေးစစ်လိုက်ရင်သွေးရတော့ okay လို့ပြတယ်။ ဘာကြောင့်လဲဆိုတော့ကိုကတီဖိုးတောက်နေတော့ခန္ဓာကိုယ်ကြီးကโอเคလုံလုံလောက်လောက်ရှိတယ်လို့ပြတယ်သို့တော်နေလို့မကောင်းဘူးဘာကြောင့်လဲကလစီထဲမှာအလုံးလုံးနိုင်တဲ့ T3 ကိုမပြောင်းနိုင်လို့ဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒီတော့ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲနော်ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲဆိုအဲ့ဒီပြဿနာလေးကို နည်းနည်းဖြည့်ရှင်းနိုင်လို့ရအောင်ကျမကဆရာဝန်လက်မှတ်မပါဘဲနဲ့ဝေလူရတဲ့ဖြည့်ဆွက်စာအနေနဲ့ရောင်းတဲ့နော်သဘာဝ thyroid ဟော hormone ပေါ့နော်ဝေလူရတဲ့အင်္ဂလိပ်လို သူ့ဆေးနံပါတ်က thyroid natural glandular နော်အဲ့ဒါဝေတောက်လို့ရတယ်သူက ဆရာဝန်လက်မှတ်နဲ့ဝယ်လို့ရတဲ့ thyroid လောက်အစွန်းမရှိဘူးသို့တော့လုံးဝမတောက်တာထက်စာရင်လူတော်တော်များများဟာတက်တာလာကုန်ကြတယ်နော်တလုံးမရအနှလုံးနှလုံးမရရင်သုံးလုံးတင်းတင်းနေတယ်လို့တင်ရမှာပေါ့နော် तू ကအတော်လေးကောင်းတယ် तू ကတဘာဝက तू ကဓာတုမဟုတ်ဘူးဓာတုဓာတုဗေဒနီးနဲ့ထုတ်ထားတာမဟုတ်ဘူး ူကဩစတြေးလျကလာတဲ့နော်ဝက်ဒီနွားတွေရဲ့ thyroid gland ကိုခြေပြီးတော့ထားတယ်စီအဲ့ဒီတော့သူ့မှာဘာတွေပါလဲ D1 လည်းပါတယ် D2 လည်းပါတယ် D3 လည်းပါတယ် D4 လည်းပါတယ်အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဓာတွေကိုတောက်လိုက်တဲ့အခါမှာလူအတော်များများကတက်တာသွားကြတယ်အကယ်၍ဆရာဝန်အသိရှိတယ်ဆိုရင် နိုင်ငံခြားကမှားလို့ရတယ် အဲ့ဒါ T3 and T4 combination အဲ့ဒါက၃မျိုးရှိတယ်ဈေး၃မျိုးရှိတယ် armor thyroid nature thyroid and west thyroid နော်သို့တော်လဲဒါကဆရာဝန်လက်မှတ်လို့ရဆိုတော့အရန်ခက်တယ်ဒါဆိုရင်တချို့တွေကကျမကိုမေးတယ်ဒါဆိုရင် T3G ပဲတောက်ရင်ကောအဲ့ဒီဈေးလဲရောင်းနေအဲ့ဒါဓာတုဈေး cytomel လို့ခေါ်တယ် ို့တော့ T3 ရဲ့ပြဿနာကသူကခဏလေးနဲ့ခန္ဓာကိုယ်ရေကထွက်သွားတယ်နော် medical term နဲ့ပြောရင် half life is very short တိတ်မနေ့ပိုင်းတောက်ပြီးရင်ညနေပိုင်းကျရင် လူနာစိုက်ကောမခံနိုင်ဘူးအဲ့တော့အကောင်းဆုံးကဒီ T3 နဲ့တော့မနေ့ပိုင်းကို T3 ကအလုံးလုံးပြီးခန္ဓာကိုယ်ရေမှာ T4 ကို T3 ပြောင်းလိုက်ရင်သူက ညနေပိုင်းအထိဆက်ပြီးခံတယ်။နော်အဲ့တော့ဒီဆေးရွေးချယ်တဲ့အခါမှာလည်းအရေးကြီးပါတယ်။ဒီဒီများသောအားဖြင့်ရေဘူးရအားဖြင့် hypothyroid ဖြစ်ရင် T4 ကိုပဲပေးလိရှိတယ်ဒါပေမဲ့ကျမတို့ရဲ့ပဝန်းကျင်ကြီးဟာအရင်ကလိုမဟုတ်တော့ဘူးပြောင်းလဲသွားပြီအဲ့ဒီအတွက်ကြောင့် T4 ကတိတ်ပြီးတော့အရာမရောက်ဘူး များသောအားဖြင့်လူတွေကခန္ဓာကိုယ်ထဲမှာမပြောင်းနိုင်ကြဘူးเนาะအဲ့ဒီတော့ဒါဆိုရင်အခုရခက်ဆုံးလူနာက autoimmune hypothyroid disease ခန္ဓာကိုယ်ခုခံအားဂဇင်ကလျားဖြစ်ပြီး thyroid ဂလန်းကိုပြန်ဖြက်စီးတာအဲ့ဒီတော့ကိုကဒီလိုယောဂဖြစ်နေမှန်ဘယ်လိုသိနိုင်လဲအဲ့ဒါဆိုရင် သွေးဖောက်စစ်ကြည့်ရမယ် thyroid antibodies တွေဖောက်စစ်ကြည့်ရမယ် thyroid antibodies က၃မျိုးရှိပါတယ် TPO antibody thyroglobulin antibody TSH receptor antibody ရဲ့လို့၃မျိုးရှိပါတယ်သို့တော့တခုသိရမှာ positive ဖြစ်ရင်တော့သေချာတာပေါ့ ဒါဆိုရင် negative ဖြစ်နေရင်ကောလို့မေးเสียရှိတယ်။အဲ့ဒီတော့ negative ဖြစ်တယ်ဆိုတာနော်ခန္ဓာကိုယ်ထဲမှာဘလောက်နေနေတာလဲတချို့တွေကြတော့ခုခံအားကခုခံအားရဲ့တုံ့ပြန်မှုက သိမကောင်းတဲ့အခါမှာနော် antibodies တွေမထွက်နိုင်ဘူးအဲ့တော့ဒီလူတွေမှာလဲ antibody က negative ဖြစ်နေမယ် သို့တော့သူတို့လည်း autoimmune ပဲတနည်းတနည်းနောက်တနည်းပြောချင်တာကတော့ antibody positive မဟုတ်တိုင်း autoimmune မဟုတ်ဘူးလို့ပြောလို့မရဘူးနော်ဟုတ်ပြီနော်အဲ့ဒီမှာ antibody အဲ့ဒီမှာလေဟိုပါဗောနော်ဘဟုတုတလေးတစ်ခုပြောပြမယ်တချို့လူတွေကခန္ဓာကိုယ်ခုခံအားလို့